ကမင်္ဂလာပါ new york ရဲ့ဒီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ညီမဒီတစ်ပတ်တိုးလုပ်ပြီးမဲ့အိမ်ကြီးရဆိုလို့ရှိရင်တောင်တကုံမြို့နယ်55ရက်ကွာမှာတရှိပြီးရောမောင်မကန်လမ်းမကြီးအနီးနမ်မောင်လမ်းကျောကမှာတရှိတယ်2 rc 2 sweater အိမ်ကြီးတုံးနေပြီးဆက်နေပါဘူး ပေ20 60ပမာတိဆောက်ထားပြီးတော့ချစ်ချစ်လေးလေးနဲ့မိသားစုအနေငယ်ကိုဟုံးဆွေယုံနေလို့ရမယ့်အိမ်ပုံစံလေးပဲဖြစ်ပါတယ်ဒီအိမ်လေးရဲ့ဈေးနှုန်းလေးကိုညီမဗီဒီယိုရဲ့နောက်ဆုံးမှာပြပြပေးပါမယ်အခုဒီအိမ်ရဲ့မျက်နှာဝါကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းအရှိမကားပါကင် area တစည်းတစည်းစားတော့အေးအေးဆေးဆေးရက်လို့ရရပါတော့နော်အိမ်ရဲ့ခြံတကားဆိုလို့ရှိရင်လည်းညီမတို့ကခြံစည်းရိုးအကျင်ရောခြံစည်းရိုးအကျင်ရောလုပ်ပေးထားတယ်ခြံစည်းရိုးတစ်ခုလုံးကိုလည်းအုတ်တိုင်းနဲ့ခတ်ပေးထားရတဲ့အကြောင်းမို့လို့ဒါ safety ဖြစ်တယ်လို့ပြောလို့ရရပါတော့ညီမတို့ဒါခြံနဲ့တစ်ချက်လောက်ဝင်ကြည့်လိုက်မယ်နော် အခုညီမတို့ဒီ channel ရောက်ပြီပေါ့နော် channel မှာဆိုလို့ရှိရင်ဒီမှာကရေမော်တာတွေထားလို့ရမယ်နေရာရှိမယ်ပြီးွားလို့ရှိရင် channel တစ်ခုလုံးကိုလည်းဒါကတမန်တလင်းခင်းမိထားတယ်ပေါ့နော်ပြီးွားလို့ရှိရင်အာဒီမှာခြံစည်းရိုးကလည်းညီမတို့ဒီမှာခြံစည်းရိုးအကျယ်လည်းရှိရဲဒီမှာလည်းကားပါကင်ဒစီလာကောအေးဆေးရရပေါ့အိမ်ဝင်ဝအောင်စီးလိုက်မယ်ဆိုလို့ရှိရင်လည်းဒါကျွန်းတကားနဲ့ဟိုလှလှပပလေးပဲချစ်ချစ်လေးလောက်ထားတဲ့အိမ်ပုံစံလေးပေါ့နော်ညီမတို့ဒီဟာအိမ်လေးကိုချက်ဝင်ကြည့်လိုက်မယ်အခုညီမတို့အိမ်ထဲဝင်ဝင်ချင်းရောက်တာတော့ဒါ living room area ဖြစ်ပါတယ် အိမ်ကပြည်60 60ဝမှာတိဆောက်ထားရတဲ့ကြောင့်မလို့သူဟာနဲ့သူလေးတော့ကြည်ကြည်လေးနဲ့ကြည်ကြည်ဝန်းလေးရှိရယ်တဲ့အိမ်လုံးကိုလည်းကျုပ်ပါခင်ခင်းထားအောင်တွေးရမယ် brain mount တွေဆိုလို့ရှိရင်လည်းဒါကတော့လုံးဝဖွင့်တကားကိုသုံးမိထားပြီးတော့အထဲမှာ safe safety ဖြစ်အောင်လို့ပေါ့နော်တန်မန်းတွေတပ်ပေးထားရတယ် level room area ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါက customer တွေပြန်ပြီးတော့ထည့်စီရမလို့လည်း cabinet ပုံစံမျိုးလုပ်ပေးထားရပေါ့နော်ဒီမှာ TV stand နေထားမယ်အလားအလားပြင်ပြစီအလားအလားစဝတ်လို့ရမယ်ဟာလေးထားလို့ရမယ်ပေါ့နော်ပြီးွားရင်ဒီမှာ ceiling height ဆိုလို့ရှိရင်လည်းဟိုလလပပလေးနဲ့ မီးဆိုင်နေပိုင်းနဲ့ထည့်ပေးထားရပါဘောเนาะဒီအောက်မှာဆိုလို့ရှိရင်ညီမတို့က living room ရှိမယ် single နှခန်းရှိမယ် kitchen ရှိမယ်ပေါ့ညီမတို့ဒီရှောက်လန်းကိုကြည့်မယ်ဆိုလို့ရှိရင်ရှောက်လန်း area တော်တော်ကျယ်တယ်ပေါ့เนาะဒါလုံးနှစ်ယောက်သုံးယောက်လောက်အေးစစ်သွားလို့ရတယ်ရှောက်လန်းတောက်ရှောက်မှာဆိုလို့ရှိရင် ceiling light လှလှပပလေးလုပ်ပေးရတယ်ဒါပထမဆုံးမြင်ရမယ် single ခန်းပေါ့เนาะဒီခန်းတစ်ချက်ဝင်ကြည့်ကြဒါကတော့ single room မှာ single room ဆိုတော့ဒါတော့တယောက်နေပဲကျွန်တော်ကတော့ဒါကတော့တော်တဲ့ပမာဏရှိရယ်ဒီမှာလည်း light တွေနေထည့်ပေးထားတယ် ဒီ echo platform တွေတော့မဟုတ်တော့ echo platform ထားမယ့်နေရာထည့်ပေးထားတယ်ဒီ hand ဆိုလို့ရှိရင်အကုန်လုံး packet ခင်ပေးထားတယ်ဘေးမှာလည်း single တခန်းရှိသေးရပါတော့ဒီ single တန်းမရောက်ခင်မှာဆိုလို့ရှိရင်ညီမတို့ဒီမှာလေကားခွင့်ရှိနေမယ်ဒီလေကားခွင့်ရောညီမတို့ကဒီကနေရာပိုလဲမရှိအောင်တော့ cabinet လေးထည့်ပေးထားတာပေါ့နော်ဒီဘက်ဒီဘက်ကိုတစ်ချက်ပြီးမြင်လဲဆက်ဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒါအောက်ထပ်မှာရှိမယ်နောက်ထပ် single တခန်းရှိမယ်ပေါ့နော် ဒီစင်ငယ်ကန်းကလည်းဒီမှာရှိတဲ့စင်ငယ်ကန်းနဲ့အကျယ်ဝန်းကအတူတူပဲပုံစံချင်းနဲ့အတူတူပဲဘာမှကွဲထွက်ကွဲထွက်သွားတာတော့မရှိဘူးပေါ့ဒီစင်ငယ်ကန်းကထွက်လာပြီဆိုလို့ရှိရင်ညီမတို့နောက်မှာ kitchen area ရှိမှာ မိဖို့ကြောင့်ဒီ kitchen area ဆိုလို့ရှိရင်လည်းဒါပြောမယ်ဆိုတော့အတော်အသင့်ကျဲတဲ့မိဖို့ကြောင့်ကိုပြောလို့ရမယ်ပေါ့နော်ဒီမှာလည်းအောက်မှာသူတို့ cabinet တွေထည့်ပေးရမယ်အပေါ်မှာအပူခံကြွေပြားထည့်ပေးထားမယ် lower cabinet ကတော့ customer စိတ်ကြိုက်သုံးလို့ရမှာပေါ့နော်ပြီးွားရင်ဒီဘက်မှာဆိုလို့ရှိရင်ရေချိုးခန်းအိမ်နာကိုတွဲရမချိုက်တဲ့ customer တွေဆိုလို့ရှိရင်ဒီမှာရေချိုးခန်းသက်သက်အိမ်နာသက်သက်ပါမယ်တရားကတော့နောက်ပြီး chandelier ကိုထည့်တဲ့ဒကားပါမယ်ပေါ့နော်ဒီ ကစ်ချင်းရိုးရဲ့ဒီဘက်မှာဆိုလို့ရှိရင်ညီမတို့ dining room လုပ်လို့ရပါဘောဒီဘက်မှာ kitchen ဒီဘက်မှာ dining room နေလဲလဲအသုံးပြုလို့ရမယ်ဒီဘက်ကလည်းတစ်ဆက်တက်တက်ပြီးညီမတို့ကိုပေါ်တက်ကိုတစ်ဆက်တက်ကြည့်ရမယ်နော်အခုဒါဆိုညီမတို့အပေါ်တက်ရောက်ပြီအပေါ်တက်မှာဆိုလို့ရှိရင်တော့ဒါလုံးဝဒါဖျားကန်းလုပ်လို့ရတဲ့ area ပေါ့နော်ဒါဖျားကန်းပဲပေါ့ဖျားကန်း area ဆိုလို့ရှိရင်လုံးဝအကျဉ်းလုပ်ပေးထားတယ်အလူတန်းတွေပါလေလုပ်တယ်ဆိုလို့ရှိရင်အဆင်ပြေရဲ့ area ရှိတယ်သူဆိုလို့ရှိရင်လည်းကျွတ်ပါကိပဲအဖြစ်ခင်းမိထားတယ်ဖျားကန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဖျားစင်ကိုလည်းပေါ့နော်ဒါတစ်ခါလေးထည့်ပေးထားတာပေါ့နော် ိုက်တင်နေပါတယ်ဆိုလို့ရှိရင်လုံးဝလှပသုံးမိထားတယ်ရီမော့တွေဖွင့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါလေဝင်လွက်ကောင်းနဲ့အလင်းရောင်လည်းကောင်းကောင်းရတာပေါ့နော်။ဖခင်ကနေတဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်မှာ runner လေးရှိမယ်ပေါ့။ဒါကတော့အိမ်ပေါ်ဆုံးတက်က runner လေးပဲဖြစ်ပါတယ်။ဒီ runner လေးဆိုလို့ရှိရင်အေးစစလေးကိုမိသားစုနဲ့ကိုမကိုထွက်ပြီးရက်ကွက်ပြူလေးပါလေးကြည့်လို့ရတာပေါ့နော် runner လေး။ဒီ runner နေတောင်းလျှောက်ဆောက်လာမယ်ဆိုလို့ရှိရင်ညီမတို့ဒီ border မှာ single တခန်းရှိမယ်၊ master တခန်းရှိမယ်ပေါ့နော်။အခုညီမတို့ single တခန်းကိုရင်ဝင်ကြည့်လိုက်မယ်။ ီစင်ကယ်ကလည်းပြောမှဆိုတော့အောက်မှာရှိတဲ့စင်ကယ်နှခမ်းနဲ့အကျယ်ဝန်းကျင်ကတူတူပဲဘာမှထူးထူးခြားခြားပြောင်းလဲသွားတာတော့မရှိဘူးစင်ကယ်ရဲ့အမြင်နဲ့ခြေစိုက်မှာဆိုလို့ရှိရင်တော့ဒါမာစတာကန်ရှိမယ်ဒီမစားကန်ဆိုလို့ရှိရင်တော့ဒါဒီအိမ်မှာအစဲဆုံးခန့်လို့ပြောလို့ရတာပေါ့နော်။စင်ငယ်ကန်ရဲ့ပိုကျဲတယ်။မစားကန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိုလဲကျဲတယ်။ပြီးပါလို့ရှိရင်ဒီမှာထဲထဲမှာလည်းမစားကန်ဆိုတဲ့အတိုင်းပဲဒီမှာကုမောင်းတွက်လိုက်ထားပေးထားတယ်။ပြီးပါလို့ရှိရင်သူ့အခန်းမှာဘာပါလဲဆိုလို့ရှိရင်ညီမတို့ဒီမှာရန်နာလေးပါပါပေါ့နော်။ဒီရန်နာဆိုလို့ရှိရင်လည်းချစ်ချင်းလေးမဟုတ်ဘူး။ရန်နာတစ်ခုအနေနဲ့ချစ်ချင်းဝန်းရှိရဲ့။ ဒါကမာစာကန်ထဲမှာပါတဲ့ runner ပေါ့နော်ဒီ runner ဆိုလို့ရှိရင်လည်းကိုယ်မှာကိုကိုစိတ်ကြိုက်ကိုယ်မှာကိုအသုံးပြုလို့ရတဲ့ area ပမာဏတစ်ခုရှိရပေါ့နော် runner မှာလည်းတွေ့ပါရပါခင်မိသားတတ်တတ်ရရလေးရှိရပေါ့ဟုတ်ကဲ့ညီမအခုတိုးလုပ်ပြီးွားတဲ့အိမ်လေးอ่ะဆိုလို့ရှိရင်เนาะဈေးနှုန်းလေးအပြင်အချက်3900ပဲကျတင်มาဖြစ်ပါတယ်ဒီအိမ်လေးနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မေးမြန်းချင်တဲ့ဆိုပါကညီမတို့ရဲ့ new home reality facebook messenger ဒါမှမဟုတ်ဟွန်လိုင်းနံပါတ်တစ်ခုဖြစ်တဲ့ခွန်ခွန်လေးခွန်ခွန်လေးရှိရှိချက်ကိုဆက်သွယ်ဆုံးမလို့ရပါတယ်ရှင်